်မင်္ဂလာပါရှင်မန္တလေးခေတ်သစ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ် မင်းအောင်လိုင်းရဲ့ရုရှားခီးစဉ်စစ်လက်နက်ဝယ်ယူဖို့နဲ့နိုင်ငံကြီးအားထွက်ပေါက်ရှာကျင်တာဖြစ်တယ်လို့ NUG ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံအတွင်းမှာစစ်ကောင်စီနဲ့ရုရှားတို့ပြုလုပ်မယ်။ရင်းနှီးမြှုပ်နှံမှုဆိုင်ရာစီမံကိန်းတွေကတရားဝင်မှုမရှိဘူးလို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့တမရယုံပြောရေးဆိုခွင့်ရှိသူဦးကျော်စောကပြောကြားလိုက်ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကစစ်ကောင်ဆောင်ရဲ့ရုရှားခီးစဉ်အတွင်းစီးပွားရေးလုပ်ငန်းတချို့ပူးပေါင်းလုပ်ကိုင်ဖို့သဘောတူညီမှုရရှိခဲ့တဲ့ပေါ် NUG ကကန့်ကွက်ပြီးတရားဝင်မှုမရှိဘူးလို့ဦးကျော်စောကမလ၁၈ရက် န်ပြည်သူလူထုနဲ့နိုင်ငံတကာကိုသတင်းစကားပြောကြားခြင်းအစီအစဉ်မှာထည့်သွင်းပြောကြားလိုက်တာပါပြီးခဲ့တဲ့စစ်ကောင်ဆောင်ရဲ့ရုရှားနဲ့ဘီလာရုခီးစနေအတွင်းတဝယ်အထူးစီးပွားရေးဆောင်ပါဝင်စီးပွားရေးလုပ်ငန်းတချို့ကိုစစ်ကောင်စီနဲ့ရုရှားဘီလာရုအစိုးရဖွဲ့ဝင်တွေကြားသဘောတူညီမှုရရှိခဲ့တာဖြစ်ပါတယ် စစ်ကောင်စီနဲ့ချုပ်တဲ့စားချုပ်တွေကအကျိုးကြောင့်မရှိကြောင်းရုရှားအစိုးရနိုင်ငံဆိုင်ဝင်ကြီးဌာနကို NUG ကအစာပေးပို့ထားပြီးဖြစ်ပါတယ်။စစ်ကောင်စီရဲ့ရှင်းနှီးမြှုပ်နှံမှုကော်မရှင်ကနေခွင့်ပြုမိန့်အတင်းပြုမိန့်တွေတောင်းခံပြီးမလုပ်ကြဖို့လုံနေတဲ့လုပ်ငန်းတွေလည်းရပ်ဆိုင်းထားဖို့တတိပီးအကြောင်းကြားလိုပါတယ်လို့ဦးကျော်စောကဆိုပါတယ်။မင်းရောက်လိုက်ရင်ရုရှားနဲ့ဘီလာရုခီစင်ကစစ်လက်နက်ပစ္စည်းရရှိရေးအာဏာတည်မြဲရေးနဲ့ရွှေကပွဲကနေနိုင်ငံရေးထွက်ပေါက်ရှာဖို့အတွက်ဖြစ်တယ်လို့ဦးကျော်စောကပြောပါတယ်။စစ်အာဏာသိမ်းမှုမတိုင်ခင်ကထုတ်ဆိုထားတဲ့ရှင်းနှီးမြှုပ်နှံမှုစာချုပ်တွေ နယ်နိမိတ်ပိုင်းခြားတပ်ဖြတ်မှုတွေကတောင်အသက်ဝင်နေတာဖြစ်ကြောင်းသိရပါတယ်။ရုရှားနဲ့ပြူလုံမဲ့တဝဲအထူးစီးပွားရေးဆောင်ကိုတော်လိုင်းအင်အားစုတွေတပိန့်ဖွဲ့ဝင်တွေကလည်းကန့်ကွက်ဆန့်ကျင်မှုတွေပြုလုပ်နေတာဖြစ်ပါတယ်။မင်းအောင်လိုင်းရဲ့ရုရှားခင်းစဉ်အတွင်းနိုင်ငံပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်ဆဲကူကိုလက်မှတ်ရေးထိုးခဲ့ပြီးအဲ့ဒီတည်းမှာရုရှားရဲ့ထောက်ပံ့မှုနဲ့အသေးစားနျူကလ িয়ার ဓာတ်ပိစက်ရုံတည်ဆောက်ရေးစိတ်ကမ်းနဲ့ရှင်းနှံချက်ဆက်ရုံတည်ဆောက်ရေးအပါအဝင်တဝဲအထူးစီးပွားရေးဆောင်မှာရှင်းနီးမြုပ်နှံမှုလုပ်ငန်းတွေပါဝင်ခဲ့တာဖြစ်ပါတယ်။ ဆက်လက်ပြီးတပတ်အတွင်းစစ်ကောင်စီရဲ့ရက်စက်မှုများနဲ့စီးရေးရှုံးနေမှုများဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မလ14ရက်နေ့ KNU အုပ်ချုပ်နေပြီးလိုင်းပွင့်မျိုးနဲ့စစ်ကောင်စီတပ်ကတပ်ဆွဲထားတဲ့ခလာရ31.1248ပူလူတူခြေကုပ်စခန်းကို KNL တပ်မှခုနှစ်ကရင်အမျိုးသားကာကွယ်တပ်ဖွဲ့ KNDO နဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့များကတိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့ကြောင်းအဆိုပါစခန်းသိမ်းတိုက်ပွဲကာလအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်စနက်ဦးတည်ဆောင်ပြီးစစ်တပ်အုပ်ထိုင်ဘက်ကိုထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။ထိုင်းနိုင်ငံဘက်ခြမ်းကိုထွက်ပြေးလွတ်မြောက်သွားသူစစ်သားစစ်တပ်အုပ်နဲ့စစ်သား ုံးမှဒဏ်ရာရရှိထားကြောင်း၎င်းတို့နဲ့အတူလက်နက်ငယ်နှစ်လက်နဲ့လက်ပစ်ပုံးတစ်လုံးအတူပါရှိလွတ်မြောက်သွားခဲ့ခြင်းဖြစ်ပါတယ်စစ်ကောင်စီတပ်ရဲ့ပူလူတူစခန်းသိမ်းတိုက်ပွဲမှာ KNL ဘက်မှရဲဘော်ကြောင်းဒဏ်ရာရရှိပြီးသုံးဦးမှကြာဆုံးခဲ့ကြောင်းသိရပါတယ်မလ၁၄ရက်နေ့ကဆလင်းမှာစစ်တပ်ကအသက်50ကျော်အရွယ်အမျိုးသမီးတအုပ်ကိုမိရှုတပ်ဖြတ်ပြီးနေအိမ်400ကျော်ကိုမိရှုဖျက်ဆီးပြီးပြည်သူတပေါင်းကျော်ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရပါတယ်မိုးပြင်းမြို့ကိုမလ၁၃ရက်နေ့မှာစစ်ကောင်စီတပ်က drone လက်နက်ကြီးများအလွန်အကျွံအသုံးပြုကဒိုးစစ်စင်တိုက်ခိုက် ိုင်မှုကြောင့်တလာရရှိနှန်းကင်းနေရအချို့တက်ဆုပ်ပြီးကြရပါတယ်။မလ14ရက်နေ့မှာတော်လိုင်းအင်အားစုတွေကပြန်လည်ဒုစစ်စင်တိုက်ခိုက်မှုကြောင့်စစ်ကောင်စီတပ်ဘက်မှအနည်းဆုံး15အောက်သေဆုံးပြီးဒဏ်ရာများပြားရရှိကပြန်လည်ဆုတ်ခွာခဲ့ကြောင်းတိုက်ပွဲအတွင်းရန်သူလက်နက်ကိုလက်နဲ့ဆက်ဆက်ပစ္စည်းများသိမ်းဆည်းရရှိခဲ့ကြောင်းသိရပါတယ်။ ရေစကြုံမှာမလ9ရက်မှာစနေရက်ဒီစာခါစာမှာမကွေတိုင်းရေစကြုံမြို့နယ်တာကောင်ရွာမကိုရွာကိုစစ်ကြောင်းထိုးပြီးပြည်သူတအုပ်ကိုခေါင်းဖြတ်တပ်ပြီးခေါင်းကိုငုတ်တိုင်မှာဆိုက်ခဲ့ကပြည်သူ၆ဦးရဲ့ရုံလောင်များထပ်မံတွေ့ရှိရတဲ့အတွက်စစ်တပ်ရဲ့တပ်ဖြတ်မှုခံရတဲ့ပြည်သူ၁၈ဦးတရှိလာတယ်လို့သိရပါဗျ။ဖလန်းမှာမလ7ရက်နေ့ကဖလန်းမြို့ကတော်လိုင်းတပ်ဖွဲ့တွေထိန်းချုပ်ရာတပ်စခန်းတွေကိုလေကြောင်းဖြစ်ကိုယူပြီးတိုးဝင်လာတာကြောင့်တိုက်ပွဲဖြစ်ပြီးစစ်တုံးပန်းနဲ့လက်နက်တွေဖမ်းမိလို့ထုတ်ပြန်ချက်တွေရသိရပါဗျ။ဘကိုတိုင်းဗရောင်မြို့ကညောင်ကျိုးစခန်းကိုအေ ကသိမ်းပိုင်ရရှိပြီးစကားစာအင်အားရာကျော်ရှိပြီးမြဲလဲမလ17ရက်နေ့မှာစစ်တပ်ကလက်လွတ်ခင်ရပါတယ်ပဲခူတိုင်းနေကဒုတိယမြောက်သိမ်းပိုက်ခံရတဲ့စကံပထမစကံကမိုးထီတောင်စကံဖြစ်ပါတယ်ပထမမြို့နယ်မှာအင်အင်းရဲ့ထိုးစစ်ကအုပ်ရှိပင်မြို့နီးရောက်ရှိလာပြီးစစ်တပ်ဘက်မှထိခိုက်ဒေဆောင်ဒဏ်ရာရရှိသူအလွန်များပြားကစင်းရုံမလောင်ကလို့ပြည်ဒါကစနဲ့မြို့တော်ခမ်းမမှာပါယာယီစင်းရုံမြောက်ဖွင့်လက်ကုသနေရကြောင်းသိရပါတယ်မလ17ရက်နေ့ည7:00နာရီတဝဲမမြစ်ကိုထွက်ခွာလာတဲ့ငွေဆက်ကူတက်တာများနဲ့စစ်သားများလိုက်ပါလာတဲ့စက်လေးကို တိုက်ခိုက်မှုစစ်တပ်ဘက်မှ20ထပ်မင်းတိဆောင်ပြီး14 RPG ထိမှန်မိလောင်သွားတယ်လို့သိရပါတယ်။မလကိုရန်နီကနထိုးကြီးရှိစစ်ကြောင်းကိုတော်လိုင်းတပ်တွေကတိုက်ခိုက်ရာပုံမှုဝင်းလိုင်ဦးနဲ့ဗိုလ်ကြီးအောင်ကိုကိုအပါဝင်စစ်တုံးမှ14ဦးအရှင်မိပြီးစစ်သားအလောင်း28လောင်းနဲ့လက်နက်44လက်သိမ်းဆည်းရရှိခဲ့ပါတယ်။ဒါအပြင်စစ်သား2ဦးထပ်မံအလင်းဝင်လာကြောင်းသိရပါတယ်။ပမောမှာမလာရှိယနေ့မှာ KAI ကစစ်တပ်ရဲ့ Night Vision ပါ drone စီးရ6စီးလောက်တိပြစ်ချနိုင်ခဲ့ပြီးထတ်တုံးမှုရှိနိုင်ကြောင်းလည်းသိရပါဗျ။ ဆက်လက်ပြီးဝီကာများပြန်ပို့မှုအမေရိကန်ဆွတ်ဖက်ခွင့်မရှိလို့တရုတ်ထုတ်ပြန်နေကြောင်းတင်ဆက်ပေးပါမယ်။ဖေဖော်ဝါရီလလယ်ပိုင်းကထိုင်းနိုင်ငံကဆယ်နှစ်ကျော်ဖမ်းဆီးထားတဲ့ဝီကာမျိုးနွယ်စုတွေကိုတရုတ်နိုင်ငံကိုပို့ဆောင်ပေးခဲ့ခြင်းကြောင့်အမေရိကထိုင်းနိုင်ငံသားရင်းဝင်ကြီးတာဝန်ရှိသူတွေကိုပိတ်ဆို့အရင်ယူမှုနဲ့ဗီဇာပိတ်ပင်မှုတွေလုပ်ခဲ့ရာတရုတ်နိုင်ငံသားရင်းဝင်ကြီးဌာနပြောရေးဆိုခွင့်ရှိသူဟမ်မနင်းကအထုတ်ချာအာဏာပိုင်တဲ့ထိုင်းနဲ့တရုတ်နိုင်ငံသားပူးပေါင်းဆောင်ရွက်မှုကိုအမေရိကန်ဘက်ကဆွတ်ဖက်ပိုင်ခွင့်မရှိလို့ထုတ်ပြန်သွားခဲ့ပါတယ်။ ဝီဂါမူဆလင်နီကတရုတ်နိုင်ငံမှာတန်းနဲ့ကြီးပိတ်လောင်အတ္တမခိုင်းစီခံရခြင်းနဲ့လူသားခွင့်ရများချိုးပေါက်ခံနေရတာဖြစ်တာကြောင့်ထိုင်းနီနဲ့ဝီဂါအယောက်40ကိုတရုတ်တောင်းဆိုတဲ့အတိုင်းပြန်မပို့ပဲတူရကီပြင်တခြားကိုလွန်ကွင်ရနိုင်တဲ့တတိယနိုင်ငံကိုပို့ဆောင်တင်တယ်လို့တိုက်တွန်းနေတဲ့ကြားမှာတရုတ်ထံအန်နီရရှိတဲ့အနေထားမှာပြန်ပို့ပေးလိုက်တဲ့အတွက်အမေရိကန်ဘက်ကထိုင်းတာဝန်ရှိသူတွေကိုပိတ်ဆို့အရေးယူခြင်းဖြင့်ဗီဇာပိတ်သိမ်းခဲ့ပါတယ်။အမေရိကန်နိုင်ငံသားဝင်ကြီးမာကိုရိုရူပီလိုကအဲ့ဒီအရေးနဲ့ပတ်သက်ပြီးမေးမြန်းမှုလုပ်လာတာကိုဟမ်မနင်းကထိုင်းနဲ့တရုတ်ကမိမိနိုင်ငံ ငံအတွင်းတရားမဝင်ခိုးဝင်လာတဲ့ရွှေပြောင်းလူမောင်ကိုမှုအရေးတနနိုင်ငံဥပဒေတိုင်းနိုင်ငံတကာဥပဒေတိုင်းမိမိပြည်သူအကျိုးစီးပွားကာကွယ်ခြင်းဖြင့်ထိုင်းဘက်မှပြန်ပို့ပေးခြင်းဖြစ်ကမိသားစုဝင်နဲ့ပြန်လည်ဆုံစည်းခွင့်ပေးမယ်လို့ဆိုပါတယ်။ ဒီအခြေအနေကိုအမေရိကန်ဘက်မှဝင်ရောက်ဆက်ဖက်ခြင်းပြုနိုင်တဲ့အခွင့်အရေးမရှိကြောင်းအမေရိကန်က2024ဘဏ္ဍာရေးနှစ်တစ်နှစ်ထဲမှာပဲ၎င်းတို့နိုင်ငံအတွင်းမှာအမေရိကန်နိုင်ငံသားမဟုတ်သူ2.8တန်းကိုသက်ဆိုင်ရာနိုင်ငံပေါင်း192နိုင်ငံကိုပြန်ပို့ခဲ့တာဖြစ်တာကြောင့်ဥပဒေစံနှုန်းကိုကြီးနိုင်ငံရင်သဘောနဲ့တဘဲစတန်ဒါများမူများကျင့်သုံးနေတာဖြစ်တယ်လို့စင်ဝါသတင်းမှာထုတ်ပြန်ရှင်းလင်းသွားပါတယ်။ ဆက်လက်ပြီးမြန်မကုံမြို့နယ်နှိရက်ွက်ကလူငယ်သုံးဦးကိုအုပ်ချုပ်ရေးမှုကဖမ်းပြီးအတ္တမစစ်မှုထမ်းပို့ဆောင်နေကြောင်းတင်ဆက်ပေးပါမယ်။2025ပထမ3လအတွင်းရန်ကုန်တိုင်းမှာစစ်ကောင်စီဖမ်းဆီးပြီးတပ်သားတွေအတ္တမစုဆောင်ခံရသူတထောင်ကျော်တိရှိလာတယ်လို့သိရပါတယ်။ရန်ကုန်တိုင်းမြန်မကုံမြို့နယ်အမှတ်နှိရက်ွက်ကလူငယ်သုံးဦးကိုအုပ်ချုပ်ရေးမှုကဖမ်းဆီးပြီးအခုမလာဇန်ပိုင်းမှာစစ်ကောင်စီအတွက်အတ္တမစစ်မှုထမ်းပို့ဆောင်ခဲ့တယ်လို့အမှတ်နှိရက်ွက်မှနေထိုင်သူတို့ဦးစီရသိရပါတယ်။အမှတ်နှိရက်ွက်မှနေထိုင်တဲ့လူငယ်သုံးဦးရဲ့ကနောက်ဦးကခိုးမှု ငွေရင့်တောင်းကြမှုလို့ ਨੇ ဖန်ဆီးခံထားတာလည်းဖြစ်ပါတယ်။ကြံတဦးကတော့ငွေကြေးအလွဲသုံးစားပြုလုပ်တယ်ဆိုပြီးပရာဟိတာအတင်းတစ်ခုကဆွဆွဲခဲ့တာကြောင့်အမှန်နှစ်ရက်ွက်ရုံမှာဖြည့်ရှင်းနေခြင်းဖန်ဆီးခံခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။ အခုစစ်မှုထံပို့ခံလိုက်ရတဲ့တုံးရဲမှာပါတဲ့ငွေကြေးကိစ္စနဲ့ဆက်ဆွဲခံရတဲ့လူငယ်ကပရာဟိတအသင်းတခုနဲ့ရက်ွက်ရုံမှာငွေကြေးကိစ္စရှင်းနေချိန်ဖမ်းခံရပြီးစစ်မှုထံအပို့ခံလိုက်ရတာဒီလ9ရက်နေ့ညနေပိုင်းကလည်းပြန်မလွတ်တော့ဘဲစစ်မှုထံပို့လိုက်တာလို့သိရတယ်သူကအသက်20ကျော်ပဲရှိသေးတယ်လို့မိသားစုဝင်တွေနဲ့နှိဆက်သူတုံးကအတည်ပြုပါတယ်အမနစ်ရက်ွက်အတွင်းကလူငယ်တွေကိုအဓမ္မစစ်မှုထံပို့ဆောင်ခဲ့သူကအုတ်ချုံရင်မှုဦးအောင်မြိုင်ဆိုသူဖြစ်ပြီးလူငယ်တုံးကစစ်ကောင်စီထပ်မံဖွင့်လှစ်တဲ့အပတ်စဉ်ဆက်တဲ့အတွက်တသားတဲ့စုဆောင်ခံခဲ့ရတယ်ဖြစ်တယ်လို့ပြောပါတယ် ်ငွေကြေးကိစ္စဆွဆွဲခံရပြီးစစ်မှုထမ်းစုဆောင်းခံရသူလူငယ်နဲ့အခုချိန်ထိအဆက်အသွယ်မရတော့တာကြောင့်မိသားစုဝင်တွေကလည်းစိုးရိမ်တော့ကရောက်နေရတယ်လို့သိရပါဗျ။စစ်ကောင်စီကအပတ်စဉ်စစ်မှုထမ်းတပ်သားတွေစုဆောင်းဖို့အတွက်မြို့နယ်ရက်ွက်တင်းရွာတွေမှာရှိတဲ့အုပ်ချုပ်ရေးမှုတွေကနေတက်စင်လူငယ်လူလက်ပိုင်းတွေကိုအထမဖမ်းဆီးမှုတွေရှိနေပြီးကာလာတူစစ်တနံပေကရှိတဲ့စစ်မြေပြင်တွေကိုပို့ဆောင်နေရလဲဖြစ်ပါတယ်။စစ်ကောင်စီစစ်မှုထမ်းအပတ်စဉ်90 71အတွက်တပ်သားစုဆောင်းမှုကြောင့်2025ခုနှစ်ပထမ3လအတွင်းရန်ကုန်တိုင်းတွင်လူငယ် င်းတထောင်ကျော်ကဖမ်းဆီးခံခဲ့ရပြီးအဒမစစ်မှုတန်း ခေါ်ဆောင်ခံခဲ့ရတယ်လို့ရန်ကုန်စစ်ရေးတရင်တွေကိုလ ీల ာဆောင်ကြည့်နေတယ် RSN ကအတည်ပြုပါတယ်အခု2025ဇန်နဝါရီလကနေမလတီစစ်မှုရန်မှတ်စဉ်9:30အတွက်လူတွေလိုက်စုဆောင်ပြီးစစ်တနန်းကြောင်နေစီပို့လိုက်ပြီးပါပြီရန်ကုန်တိုင်းမှာတနန်းကြောင်ကနှစ်ခုပါတနန်းကြောင်နှစ်ခုစာပေါင်းတလကိုလူလေးရောင်ဝင်ချင်းရှိလိမ့်မယ်လို့ခန့်မှန်းရပါတယ်3လစာလူတစ်ထောင်ကျော်ရှိပါမယ်လို့ပြောပါတယ်စစ်မှုရန်တသားသည်စုဆောင်ခံရသူတွေကိုရန်ကုန်တိုင်းတွင်ကတနန်းကြောင်နေအပြင်ရန်ကုန်တိုင်းပြည်ပကစစ်တနန်းကြောင်နေကိုလည်းပို့ဆောင်လာရှိပြီးမြေပ ြင်မှာဖန်ဆီးခံရမှုအရေးအတွက်တိထက်များနိုင်တယ်လို့ RSN ကပြောပါရယ်